ရွေးကောက်ပွဲအပိုင်းနှစ်ကို2026ခုနှစ်ဇန်နဝါရီ17ရက်မှာကျင်းပမှာဖြစ်ပြီးမြို့နယ်တရာပါဝင်မယ်လို့သိရပါဗျ။ UEC ဟာ2025ခုနှစ်ဒသမ28ရက်မှာစတင်ကျင်းပပြုလုပ်မဲ့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း1မှာပါဝင်တဲ့မြို့နယ်တရာနှစ်မြို့နယ်ကို2025ခုနှစ်ဩဂုတ်20ရက်ကကြေညာချက်အမှတ်56မြင်းဆောင်2025နဲ့သတ်မှတ်ကြေညာခဲ့ပြီးဖြစ်ပါတယ်။ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း1ကို 2026ခုနှစ်ဇန်နဝါရီ17ရက်တနင်္ဂနွေနေ့မှာကျင်းပမှာဖြစ်ပြီးအပိုင်း2မှာမြို့နယ်တရားပါဝင်မယ်လို့အော်တိုဝါ28ရက်မှာယူရီစီကထုတ်ပြန်ပါတယ်။ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း2မှာပါဝင်မယ့်မြို့နယ်တွေအနေနဲ့ကချင်ပြည်နယ်မှာမချမ်းပေါ်မိုးကောက်နဲ့ဝိုင်းမော်ကယားပြည်နယ်မှာဒီမော့ဆိုနဲ့ဖရူဆိုကင်းပြည်နယ်မှာဖာပေါ်နဲ့လိုင်းပွဲစကိုင်းတိုင်းဒေသကြီးမှာရှိတဲ့ကလေးဝမင်ကင်ဝင်းတို့ကျွန်းလမြင်းမူ6ဦးစကိုင်းဘူးတလင်း အရာတော်ဖောင်းပြေမော်လိုက်တဲ့ရေဦးမြို့နယ်တွေတနင်္သာရီတိုင်းဒေသကြီးမှာရှိတဲ့ရေဖြူကျွန်းစုနဲ့တနင်္သာရီမြို့နယ်တွေပါဝင်ပါတယ်။ဒါပြင်ပဲခူးတိုင်းဒေသကြီးမှာရှိတဲ့ဒိုက်ဦးရွှေကျင်ထန်းတပင်ရေတာရှိစီကုံပေါင်းတယ်ကဝတနက်ပင်ပေါက်ခေါင်ပတောင်းမိုးညိုနဲ့မင်းလှမြို့နယ်တွေမကွေးတိုင်းဒေသကြီးမှာရှိတဲ့ကံကောစိတ်ဖြူနှမောက်မြို့သစ်ငဖဲဆလင်းစေတုတ်တရာကမ္မမင်းတုံမင်းလှနဲ့စင်ပောင်ဝဲမြို့နယ်တွေ မန္တလေးတိုင်းဒေသကြီးမှာရှိတဲ့ဆင့်ကိုင်းကြောင်ဝရောင်းတတအိုးပြည်ကြီးတကောမဟာအောင်မြေဝန်တွင်းသာစီအမရဘူရာနဲ့မတရားမြို့နယ်တွေမွန်ပြည်နယ်မှာရှိတဲ့ဘီလင်းမှုတုံတန်ဖြူစီရဲ့ရေးနဲ့ပေါင်မြို့နယ်တွေပါဝင်ပါတယ်အလားတူရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ဘက်အလားတူရန်ကုန်တိုင်းဒေသကြီးမှာရှိတဲ့ဗဟန်းဗဘေတန်လာတာကုံမိုးကုန်းကြံကုန်းတကုံမြို့သက်မြောက်ပိုင်းဒေါ်ပုံပစွန်တောင်လှိုင်းရွှေပြည်သာထန်းတပင်လှေကို တောင်ကလာပကိုကိုကျော်ကြီးမြင့်နိုင်တဲ့အင်းစိန်စားတဲ့မြို့နယ်တွေရှမ်းပြည်နယ်မှာရှိတဲ့ရွာငန်းစီဆိုင်ကလောမိုင်းခတ်မိုင်းပြင်းမိုင်းဖြက်ရက်ဆောက်တန့်ရန် မိုင်းရဲကွန်ဟိန်မိုင်းတုံမိုင်းယောင်မိုင်းရန်မိုင်းပန်မောက်မဲမိုင်းကိုင်နဲ့လဲချားမြို့နယ်တွေအေရီတိုင်းဒေသကြီးမှာရှိတဲ့ကျောင်းကုန်းကံကြီးတောက်တာပေါင်းကြိုက်လက်အေရီဖျားပုံဘူကလေးပန်းတနော်ဝါခင်မားနဲ့အိမ်မဲစားတဲ့မြို့နယ်တွေဟာပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်းနှစ်မှာပါဝင်တာဖြစ်ပါတယ်။